သောသူများအားလုံးပဲမင်္ဂလာပါဒီကာလမှာတော့ကျမတို့မေလအတွင်းထဲမှာပေါ့နော်18ရက်နေ့ရနေပြီးတော့23ရက်နေ့အတွင်းထဲမှာနော်ကျမတို့ဂျူအပြောင်းလဲတွေရှိပါတယ်နော်ဒါအပြင်ကျမတို့မေလ19ရက်နေ့မှာလည်းနော်ဒနသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတစ်ပတ်အထဲမှာတော့ ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်။ကြာသပတိဂျူနဲ့ယာဟုဂျူတွေရဲ့အပြောင်းလဲကြောင့်ဒီမေလာထဲမှာကျွန်တော်တို့ဘာတွေကြုံနိုင်သလဲဆိုရင်နော်တဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျွန်တော်တို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ ုက္ခပေးတာเนาะဒါမျိုးပြင်မြေပြူတာတို့เนาะမြေငလင်တို့ဒါတွေလေကြုံနိုင်ပါတယ်เนาะဒါကကျမတို့ဂျူဒီရဲ့အနေထားကြောင့်ကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဒါမျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူဒီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะဒီရက်ပိုင်းမှာကြာသပတေးဂျူကမေလ14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33မိနစ်နဲ့ 41စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်เนาะပိတ်သာရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းတဲ့အတွက်လူတဲ့တတ္တဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါအပြင်เนาะလေယာဉ်တို့ပျက်စီးတတ်တယ်မင်းเนาะတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေမှာ ပြင်းထန်တဲ့နော်စစ်ခင်းချင်းကြုံရပြီးတော့မင်းနေပျက်စီးတတ်ပါတယ်ဒါပြေ ီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလည်းကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာသပတေးဂျူကလည်းအမြန်နှုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျွန်မတို့ကကြာသပတေးဂျူအပြောင်းလဲဟာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာသိရောက်မှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလဲ GU design နဲ့နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်เนาะ။အဲ့တော့ဒီလိုမျိုးဂျိုအနေထားဖြစ်တဲ့အတွက်ကျမတို့ တခြားဘလို့တက်ရောက်မှုတွေရှိနိုင်တယ်လဲဆိုလို့ရှိရင်အဲစီပေါ့နော်စာ3စီတို့နော်ဆက်ဆက်3စီတို့နော်အဲ့တော့စီနဲ့စီထွက်သီးနှံနေနော်စီအမျိုးမျိုးဈေးမြင့်ပါပဲနော်ဈေးမြင့်နိုင်ပါတယ်ပြီးရင်စေးဝါပေါ့နော်စေးဝါတွေလေဈေးဝါစေးဝါတွေကဈေးွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေ ကြုံနိုင်ပါတယ်နော်ဒါအပြင်အရေးကြီးတာကတော့ဒီတစ်ပတ်ထဲမှာလူအများစုကျန်းမာရေးညံ့တက်ပါတယ်နော်ဒီ Yahoo ဂျူပြောင်းတာနဲ့အဲကြာသပတေးဂျူအပြောင်းလဲရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျန်းမာရေးအထူးညံ့ပါမယ်အဲ့ဒါကြောင့်ကျမအယူကိူးဆိုင်ပါเนาะဒါအပြင်လူအများမှာအမြင်မှားတာတွေเนาะဆုံးဖြတ်ချက်မှားတာတွေရွေးချယ်မှုမှားတာတွေဒါမျိုးတွေ ချုပ်ရနိုင်ပါတယ်เนาะဒါ Yahoo ကြောင့်ဖြစ်ပါတယ်အဲ့တော့သဘာဝ B B ရန်ပေါ့เนาะသဘာဝ B စစ် B ပြီးရင်ကျမတို့ကျမကြီးကိုထိခိုက်စေတဲ့ယောဂ B ဒါမျိုးတွေကြုံနိုင်တဲ့အတွက်ကျမတို့အားလုံးကအယူဒဇိုင်းနဲ့เนาะပြောဆိုနေထိုင်ကြတဲ့နဲ့ပြောဆိုနေထိုင်မှုတဲ့နဲ့ကာလာပဲဖြစ်ပါတယ်เนาะလက်ပွင့်ကန်ကောင်းစေတဲ့ နော်ရရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်เนาะအဲ့တော့ جماعه နေချင်းလိုက်ပေါ့เนาะတရချင်းစီအလိုက်ကျုံရမယ့်အခါလေးတွေနဲ့เนาะဟိုဟာအခါလေးတွေကို جماعه ပြောပြပြစီเนาะကျုံနိုင်တဲ့အခါလေးတွေကိုပြောပြပြစီအဲ့တော့မေလပေါ့เนาะ جماعه တို့မေလ18ရက်နေ့စနေနေ့ပေါ့เนาะမေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်เนาะ မာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့နော်ညနေ4:50အလွန်မှအင်မတန်ကိုပင်မဆင်းရဲစေတတ်တဲ့နော်ရက်ခတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ်နှစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆိုးရောထွေးနေတဲ့နေ့ပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ4:50မတိုင်ခင်မှာတော့နော်ပြောမယ်ဆိုလို့ရှိရင်နော် အခါကအချိန်အခါကအစ်စ်အစ်စ်ကောင်းပါတယ်နော်အဲ့တော့၄နာရီ90မတိုင်ခင်မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်းအမောင်ကာလကိုကျမတို့တစ်ချက်လောက်ကြည့်ပါမယ်နော်အမောင်ကာလကတော့မနက်9နာရီကနေပြီးတော့မနက်10နာရီနဲ့30မိနစ်အတွင်းညနေ၄နာရီ50ကနေပြီးတော့ည7နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင် ဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ငွေကြေးကိစ္စတွေနော်အဲ data ရေရာလောက်တာတွေတော့လုံးလို့ရပါမယ်เนาะအခြားအောင်မြင်စေလိုတဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမှောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ်။တံပွင့်စေတဲ့အရာကတော့ပန်းရောင်အဖျော့ဖြစ်ပါတယ်เนาะပန်းရောင်အဖျော့ကတော့ မေလ18ရက်နေ့အတွက်တံပွင့်စီတဲ့အရောင်ဖြစ်ပါတယ်အရက်မျက်နာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့ကျမကဒီကာလမှာနော်စံပြုတ်ကိုကြားဖြူပြီးတော့လှူဒန်းပေးဖို့ကျမကမြင့်တာနဲ့တိုက်တွန်းပါတယ်ဘာကြောင့်လဲဆိုတော့ Yahoo နော်အပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုကြားဖြူပြီးတော့လှူဒန်းမှာအင်္ဂါစိုးကတ်မယ်ပေါ့နော်ကျပွားပူဇော်ရမယ်ဂါရာအနေနဲ့ကတော့ မေတ္တာတုတ်ရယ်ခန္ဓာတုတ်ရယ်ပုပ္ပနာတုတ်ရယ်နော်ပရိကြီးဆက်တုတ်သေးကအဲ့ဒီ၃တုတ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော် မေလ18ရက်နေ့တနင်္ဂနွေနေ့ရတော့ကျမတို့အခါကောင်းပါတယ်ဒါပေမဲ့လည်းအခါကောင်းတယ်ဆိုပေမဲ့လည်းเนาะကျမတို့ဘလို့ရုပ်တည်ရထားတယ်လဲဆိုတာတစ်ချက်ကြည့်မယ်เนาะအဲ့တော့အမတာရုပ်နဲ့အမတာရုပ်ဆိုတာကသူအချင်းချင်းမြောက်စားချင်းခံရတတ်တဲ့ရုပ်ပါเนาะအဲ့တော့အမတာရုပ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရည်ပူရပြောလို့ရပါတယ်ညနေ9:00နာရီနဲ့21မိနစ်အလွန်မှာတော့ အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကောင်းတဲ့ရုပ်တစ်ခုနဲ့เนาะဆိုးတဲ့ရုပ်တစ်ခုပေါ့เนาะရုပ်နှစ်ခုရထားတယ်အဲ့တော့ ၎င်းအစိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်เนาะအမောင်ကာလကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလကတော့အမောင်ကာလလို့ပြောရပါမယ်အဲ့တော့ကံပွက်လက်ပွင့်စီအရောင်ကတော့အပြာရောင်ပါเนาะကျမတို့အပြာရောင်ဝင်လို့ရပါတယ်ပြီးတော့ကျမတို့ကံပွက်လက်ပွင့်စီအရက်ကတော့တောင်အရက်ဖြစ်ပါတယ် ဟုတ်ပြီဒီလိုနေ့မှာကျမတို့တနင်္ဂနွေနေ့ပေါ့နော်ဘာလှူဒန်းနိုင်ကြလဲလို့ပြောရင် no ဆန်ပြုတ်လှူဒန်းလို့ရပါတယ်เนาะအဲ့တော့ကျမက no ဆန်ပြုတ်လှူဒန်းနိုင်ပါလေရုပ်ပွားပူဇော်ရမယ်เนาะဒါရာကတော့မေတ္တာသုတ်နော်ကျမတို့မေတ္တာသုတ်ကိုဒီကာလတွေမှာမေတ္တာသုတ်ကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့နော်ကိုကပူဇော်ဖို့ကျမအထူးမေတ္တာနဲ့တိုက်တွန်းပါတယ် မေတ္တာသုတ်ပူဇော်ပါမယ်ဒါဒနာပရိတ်ကိုပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာသုတ်ကိုးကောင်းတဲ့ဒါဒနာပရိတ်တစ်ခေါက်ကို ပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျမတို့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိရုပ်ရထားပြီးတော့ညညနေပေါ့နော်9နာရီနဲ့17မိနစ်အလုံးမှာတော့ ပြင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတစ်နေ့ဖြစ်ပါတယ်ကောင်းတဲ့ယုတ်နှစ်ခုစလုံးရထားတယ်เนาะအလုံးစုံပြီးစီးအောင်မြင်စေရတဲ့တိတ်တိယုတ်ကလည်းအင်မတန်ကောင်းသလိုเนาะတင့်တယ်ကောင်းမြတ်စေတဲ့သူပါယုတ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်เนาะခဏလေးပါ နှာစီးရဲ့ဒီရက်ပိုင်းမှာကျမဖြားထားတာသိမကြသေးတော့လीနှာစီးတာကြံခဲ့တယ်เนาะ sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကเนาะတံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာရောက်လဲဆိုရင်ကျမတို့ကအဖြူရောင်မှာเนาะတနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာနေ့ကနေနေ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဂုံတော်တွေကိုပူဇော်မလဲဆိုလို့ရှိရင်ဂုံတော်ကွန်ချာ နော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျမကတန်ဖိုးတီကိုလေ36ခေါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျမကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီညမှာကျမတို့ကတန်ဖိုးတီနော်တန်ဖိုးတီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိမ့်လျော်တဲ့ကာရာဖြစ်ပါတယ်။တော့တပုတ်တွေကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လေ မေလာ19ရက်နေ့မှာတော့36ခောက်ပူဇော်ပါမေတ္တာတုတ်ကိုတော့6ခောက်ပူဇော်ပါဂုံတော်ကွန်ချာကိုတော့6ခောက်ပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပူပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အော်ဒီမှာကျမထပ်ပြောပါဦးမယ်နော်မေလာ19ရက်နေ့ကကျမတို့ပြောမယ်ဆိုရင်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်ဘယ်အချိန်လဲလို့ပြောရင်မေလ16ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနာတိဋ္ဌိနဲ့ဆန်းရှင်နဲ့ နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့မှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုစောင့်ရနေပါတယ်မေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းเนาะကို့အတွက်အစီအပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီ အစီရင်ကိုလုပ်ပါနော်အဲ့တော့ဘာလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရီချိုးမယ်ခေါင်းလျှော်ရီချိုးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရီချိုးတဲ့အခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရီချိုးမလဲလို့ပြောရင်ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရီချိုးပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကကိုကောက် မေတ္တာသုတ်ကိုကိုးကောက်နော်ဒါရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင်ဂုံတော်ကွန်ချောင်းရွတ်ပြီးတော့နော်တစ်ခါလေကိုးကောက်လုံးတစ်ခါလေရွတ်ပြီးတော့ရေချိုးရမှာမဟုတ်ဘူးနော်တစ်ခေါက်ဂုံတော်ကွန်ချောင်းတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမယ်ပြီးရင်အဖြူရဝတ်စုံ နော်အဖြူရောင်အင်ဂျီဝစ်မယ်ပြီးရင်နော်ကျမတို့ကဘာဘာတီလာကိုသေသေးချာချာစောက်တီမယ်ဖရာစင်ရှိမှာနော်စိုးနေနဲ့ဘာကတ်ရမလဲနော်စိုးနေနဲ့ကတ်ဖို့လိုပါတယ်နော်အဲ့တော့စိုးနေနဲ့ဘာကတ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကတ်ပေးပါ နော်တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်နော် ကျမတို့က နဝင်းဆိုးကပ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်เนาะအဲ့တော့ဩဇာတိရှိရင်ဩဇာတိလေးကပ်ပေးပါဩဇာတိမရှိဘူးဆိုလို့ရှိရင်เนาะနဝင်းဆိုးကပ်ပါမယ်နဝင်းဆိုးဆိုတာစွန့်ထမင်းကိုစီဆန်းစားဖြူတာဒါနဝင်းဆိုးမှာအသီးတစ်မျိုးမျိုးဖြစ်အောင်ထည့်ပေးပါနော်အတိဩဇာတိရှိရင်တော့အကောင်းဆုံးပါပဲဩဇာတိမရှိဘူးဆိုရင်အခြား နော်ကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်နော်အသီးကိုလည်းသစ်သီးကိုလည်းတတ်တတ်ကတ်မယ်ပေါ့နော်အဲ့တော့ပန်းများသီးကတ်လို့ရှိရင်လေဒါဒီကာလအတွင်းမှာဒါနော်စနေဂျူရဲ့အားရှိနေတဲ့အတွက်ပန်းများသီးကတ်လို့ရပါတယ်နော် အဲ့တော့နော်အဲ့တော့ဖះမှာတည်တည်ချာချာကိုငါးပါးတည်လားစောက်တည်မယ်ပြီးလို့ရှိရင်နော်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖះရှိခိုးပြီးပြီနော်ဖះရှိခိုးပြီးပြီအဲ့မှာဖះမှာမေတ္တာသုံးကိုးကောက်နော်ဒါဒနာပရိတ်တစ်ခေါက်ပြီးရင်ဂုဏ်တော်ကွန်ချာကိုးကောက်ယူပြီးပြီဆိုတာ ਨੇ เนาะကောင်းငင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းငင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကเนาะမဟာဝေဒဗံမန္တန်တော်ကိုရွတ်ဆိုပါမယ်เนาะဒါကတော့ဒနာတိတ်တိရတဲ့အချိန်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကန်ကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအရင်ပါเนาะအင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့ အခါမကောင်းပါဘူးနော်အင်္ဂါနေ့မှာဥပကယုတ်နဲ့နော်ဥပကယုတ်ကတည်စီတတ်တယ်လူတွေကိုထိခိုက်ပျက်စီးစေတတ်တယ်ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလွန်မှာတော့နော်တေဆုံးရင်းကိုဖြစ်ပေါ်စေတဲ့မြေဆုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာ အောင်မြင်စီလိုတဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့မေလ20ရက်နေ့မှာကျမတို့เนาะရွတ်ဖက်ပူဇော်ရမယ်ဂါထာကတော့ယတနာတုတ်ပူဇော်ပါမယ်မြစ်တာတုတ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုတ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုတ်ပူဇော်ပါမယ်ပြီးရင်ပုပ္ပနာတုတ် ူဇော်ပါမယ်နော်အဲ့လိုနေမှာနော်ဗုဒ္ဓံတဏ္ဍကိသမိတပန်တဏ္ဍကိသမိတိုင်းကံတဏ္ဍကိသမိဆိုရယ်တဏ္ဍကုံကိုလေကျမတို့မဒီတပတ်ပူဇော်ပါမယ်နော်နောက်ကျမတို့မေလာ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာကလည်းနှုတ်နှစ်အောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်ကတော့အနောက်ရက် ဖြစ်ပါတယ်เนาะအဲ့တော့နဝင်းဆုံးကပ်ပါမယ်မေလ20ရက်နေ့ကျမတို့လှူဒါန်းရမယ်အခါရလှူဒါန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာเนาะမေလ21ရက်နေ့ကဗုဒ္ဓဟူးနေ့ပါမေလ21ရက်နေ့မှာတော့ဖုံးကန်ကြီးမားစေတဲ့မာနတယုံနဲ့ နော်ညနေ3နာရီနဲ့52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဗဒုံမယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ကောင်းတဲ့ယုတ်နှစ်ခုစလုံးကိုတည့်ရထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့21ရက်နေ့ဘုဒ္ဓဖူးနေ့ဟာလေနေ့ကောင်းတနေ့ဖြစ်ပါတယ်နော်ဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့နော်မနက် 12နာရီနဲ့21မိနစ်ကနေပြီးတော့ည12နာရီနဲ့21မိနစ်အတွင်းည12နာရီအတွင်းပေါ့နော်အချိန်ကာလမကောင်းပါဘူးအဲ့တော့ပြောချင်တာကဒီလိုနေမှလေကိုကအမှောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စီတဲ့အရာောင်ကတော့ကျမတို့နော်ကံကောင်းလက်ပွင့်စီတဲ့အရာောင်ကတော့ အညိုရောင်ဖြစ်ပါတယ်နန်းသာရောင်ဖြစ်ပါတယ်အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်ပူဇော်ရမယ်ဂါရာကတော့မြတ္တာတုတ်ရဲ့ဒါဒနာပရိယေเนาะကျမတို့ပြီးတော့เนาะကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရဲ့ပူဇော်ပါเนาะမြတ္တာတုတ်ကတော့အတန်နိုင်ဆုံးကိုးကရွတ်စီကျမတယ်ဂုံတော်ကွန်ချာကိုလေကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်เนาะငွေကြီးကံကောင်းနေပါလိမ့်မယ်เนาะ မေလ22ရက်နေ့ကြာသပတေးနေ့ကတော့နော်အရိုက်ပုတ်ခံရတတ်တဲ့မုခရုပ်နဲ့နော်ဂုံချက်စီတိုးစီတဲ့စတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်ရတဲ့အခါမှာတော့နော်မနက်အညတုံညနာရီရနေပြီးတော့နှစ်နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနေ့အစောကြီးပေါ့เนาะနေ့တခုကူးတဲ့မနေ့နှစ်နာရီထိအချိန်ခါ မကောင်းပါဘူးရှင်အဲ့ကာလာလေးကိုတော့ရှောင်သိကြမှာတယ်အမောင်ကလကနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စေတဲ့အရာကတော့ sorry ပါရှင်ကျွန်မနာစည်းနေလို့ပါနော်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်ညနာအနေနဲ့ဆိုလို့ရှိရင်တော့ တောင်ရက်ဖြစ်ပါတယ်ကျမတို့ယူပွားပူဇော်ရမယ်နော်ယူပွားပူဇော်ရမယ်ခါတာကတော့တန်ဖိုးတီ36ခမြစ်တာသုံးကိုးကောင်းနဲ့နော်တရဏဂုံပတိတပတ်စိတ်ပြီးပါဂုံတော်ကိုးပါးကိုပတိတပတ်စိတ်ပြီးပါလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းစွမယ်ဖြစ်ပါတယ် မေလ23ရက်နေ့မှာတော့ကျမတို့ကနော်မေလ23ရက်နေ့မှာဖုန်ခံကြီးမားစေတတ်တဲ့ကီတုယုတ်နဲ့နေ့တနာရီ20မှာတော့ကြက်သေးမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့တိရိဝိဆာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နော်ကောင်းတာယုတ်နှစ်ခုစလုံးကိုတရက်သေးရထားတဲ့အတွက် နော်နေကောင်းတယ်လို့ပြောလို့ရပါမယ်နော်ရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက် 10နာရီ30ကနေပြီးတော့နေ့လယ်12နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက် အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်လိုက်မယ်နော်အဲ့ဒီအခါကိုကျမတို့ရှောင်ပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့နော်လုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10နာရီမနက်10နာရီခွဲရနေပြီးတော့နေ့လယ်12နာရီအတွင်းကိုရှောင်ပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေမင်္ဂလာနော် ကိစ္စတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတောက်ချာနေ့ကနေကောင်းနေ့ဖြစ်တဲ့အတွက်မင်္ဂလာအခါယူပြီးတော့လှုပ်ရမယ့်ကိစ္စတွေကိုလှုပ်ဆောင်ပါလို့ကျွန်မအကြံပြုတိုက်တွန်းပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်နို့နေရောင်ဖြစ်ပါတယ်အရက်မျက်နာနေနေဆိုလို့ရှိရင်เนาะအရှိတောင်ရက်ဖြစ်ပါတယ်เนาะ ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့မေတ္တာသုတ်เนาะမေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါပြီးရင်ကျမတို့เนาะဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့เนาะမေတ္တာသုတ်ရွတ်ဖတ်တဲ့အတွက်ကျမတို့ရဲ့ကံပေါ့เนาะကံမြင့်လာပဲမေတ္တာသုတ်ရွတ်ဖတ်ခြင်းဟာလေမေတ္တာဘာဝနာပွားခြင်းဖြစ်ပါတယ်ဂုံတော်ကွန်ချာကလည်းဒါဗုဒ္ဓရဲ့ဂုံတော်ပွားတာဖြစ်တဲ့အတွက်ဗုဒ္ဓနုတ္တိပေါ့เนาะဒါဗုဒ္ဓရဲ့ဂုံတော်ကိုကျမတို့ပွားများခြင်းဖြစ်တဲ့အတွက် ဂုဏကွန်ချာနဲ့မေတ္တာတုတ်ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာသင်လျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးနေနေဆိုလို့ရှိရင်တော့ကျွန်မကစံပြုတ်ဘူးအတွက်ကျွန်မကမေတ္တာနဲ့တိုက်ဆုံးပါတယ်စံပြုတ်ကိုတကြားထူပြီးတော့တကြားစံပြုတ်လှူဒန်းမှာလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုက ဘယ်လိုမျိုးနော်လူတန်းစရာတွေလူတန်းမလဲဒါတွေကိုကိုကစီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မယ်နော်ကိစ္စလေးတွေကိုကိုဒီလိုကောင်းနေနော်နေရောအခါရောကောင်းနေရက်တွေနဲ့အချိန်တွေကိုသိချာရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ချစ်တော်သူများအားလုံးစမ်းမကြပါစေ